ဆာစကဲနဲ့အိုရိုချီမာရူတို့ကကိုနိုဟာရွာအဆွန်မှာရှိတဲ့အူဇူမာကိမျိုးနွယ်ရဲ့နုံလုံးခေါ်တဲ့နေရာတစ်ခုကိုရောက်လာကြပါတယ်။သူတို့ကအဲ့နေရာမှာရှိတဲ့မျက်နှာဖုံးတစ်ခုကိုလာယူလာဖြစ်ပြီးတင်မင်းရဲ့မျက်နှာလိုထင်ရတဲ့အရာတစ်ခုကိုအိုရိုချီမာရူကတွေ့သွားပါတယ်။ပြီးရင်တော့ရွာထဲဝင်လာကြတဲ့အချိန်မှာဆာစကဲကအပျက်စီးရွေနဲ့ပြောင်းလဲသွားတဲ့ကိုနိုဟာကိုငေးကြည့်နေရကြောင့်အိုရိုချီမာရူကသူ့ကိုနိုဟာကိုဖျက်ဆီးဖို့စူးစမ်းနေတဲ့အတိုင်းပဲလို့ပြောပါတယ်။ ဆတ်စကဲနဲ့ကိုနဟာနှစ်ခုလုံးကအချိန်ကြီးကြာလာနဲ့မြပြောင်းလဲသွားပြီမြေဒီနေရာကသူ့ရဲ့မွေးရည်မြဆိုတာကတော့မပြောင်းလဲပဲအတိတ်မှာရှိခဲ့တဲ့အချိန်တွေကြောင့်ဒီနေရာကိုသူတကယ်ဖျက်ဆီးခြင်းရဲ့လားဆိုတာကိုဆတ်စကဲကအတိပြုနေရဖြစ်တဲ့အကြောင်းအိုရိုချီမာရုကရှင်းပြပါရယ်အဲဒါကြောင့်အိုရိုချီမာရုကရောအဲ့ဒါကိုလက်လျှော့လိုက်ပြီလားဆိုတဲ့အကြောင်းနဲ့အခုချိန်ကကိုနဟာမှာတိုက်ခိုက်နေတဲ့သူတွေတယောက်မှမရှိပဲအိုရိုချီမာရုရဲ့အကောင်းဆုံးတပည့်တွေဖြစ်တဲ့သူတို့လည်းပါနေတဲ့အတွက်ရွာကိုဖျက်ဆီးခြင်းနဲ့ဆိုရင်အခွင့်အရေးပဲလို့ဆွိကေဆိုကပြောပါရယ် ဒါပေမဲ့အိုရိုရှိမာရူကတော့မင်းတို့တွေကဟဲဘီလို့ခေါ်တဲ့မွေဖွဲမဟုတ်တော့ဘူးလို့ပဲပြောလိုက်ပြီးပျက်စီးနေတဲ့ Uchiha မျိုးနဲ့ Nagato Shrine ထဲကိုဝင်လာကြပါတယ်။ပြီးရင်အိုရိုရှိမာရူကမျက်နှာဖုံးကိုတက်လိုက်ပြီး River Dance ရဲ့တင်မင်းကိုဆင့်ခေါ်လိုက်ပါတယ်။တင်မင်းကိုဝင်စီးခိုင်းနိုင်မှုအတွက်အဲ့ဒီမျက်နှာဖုံးကိုလိုအပ်တာဖြစ်ပြီးသူ့ရဲ့ဘိုက်ကိုခွဲခိုင်းလိုက်တာနဲ့တင်မင်းချိန်ပိတ်ထားတဲ့အရာတွေကစီးပြန့်ပွင့်သွားမှဖြစ်တဲ့အတွက်အိုရိုရှိမာရူကလည်းဘိုက်မှာဒဏ်ရာရသွားပြီးမဲ့ Hiruzen ချိန်ပိတ်ခဲ့တဲ့သူ့ရဲ့လက်တွေကိုပါပြန်လည်ရရှိသွားပါတယ်။အထားမှာပဲ Erodan Sage Jutsu ကိုဆက်လက်အသက်သွင်းနိုင်မှဖြစ်တဲ့ပြင်တင်မင်းချိန်ပိတ်ခဲ့တဲ့လူလျောက်ကိုလည်းပြန်လည်ဆင့်ခေါ်နိုင်မှဖြစ်ပါတယ်။ ဂျူဆူကိုတုံးဖို့အသက်ရှင်နေရလို့လေရောက်လိုတဲ့အတွက်အိုရိုချီမာရူလမ်းမှာမှားထားခဲ့တဲ့အချိန်ဂျူကိုကဆာစကဲကိုချိန်စာအမှတ်အစွမ်းတချို့ပေးလိုက်ကြကြောင်းဆာစကဲကိုကနေထိုးပြီးစောင့်ကြည့်ဖို့ထည့်ထားတဲ့ဇက်ဆူရီကထွက်လာကြပါတယ်။ဟာရှူရမဆဲဆိုတာသူနှစ်ပေါင်းများစွာလေ့လာခဲ့တဲ့အရာဖြစ်တာကြောင့်အိုရိုချီမာရူကအဲအကြောင်းကောင်းကောင်းသိနေရဖြစ်ပြီးကာပူတိုစီကနေချက်ကိုရာပြန်ယူတော့ကလည်းသူ့ရဲ့အသိဉာဏ်အနေနဲ့တစဉ်ဇက်ဆူ၆ပေါင်ရှိရာကိုသိနေခဲ့တာဖြစ်ပါတယ်။အိုရိုချီမာရူစီမာလေသူစင့်ခေါ်ရမယ့် DNA တွေရှိနေပြီးသားဖြစ်တာကြောင့်လိုအပ်တဲ့ဇက်စု၄កောင်တော့ပြီးအဲလိုတဲ့ဇက်စုကိုအသက်သွင်းလိုက်ပါတယ် ပြီးရင်တော့ဒန်ယန်ရနေရဲ့သူ့ရဲ့ခန္ဓာကိုယ်စားဇက်စုတကောင်ရဲ့ကိုယ်ထဲကိုခဏဝင်နေလိုက်ပြီးအိုရိုရှိမာရုစစ်ခေါ်လိုက်တဲ့သူတွေကကိုနိုဟာရဲ့ခေဆက်ဆက်ဟိုကာကဲဟောင်းတွေဖြစ်နေကြပါတယ်။ဆွိကေစုတို့ကတော့ဒဂေါရိုရှိနိုဘီလို့တင်စားကြတဲ့ပထမမြောက်ဟိုကာကဲဟာရှူရာမားကိုတွေ့လိုက်ကြရပြီးဟီရူဆန်ကလည်းသူတို့ကိုချိန်ပစ်ထားတဲ့ရီပါတစီကအဖျက်ခံလိုက်ရတဲ့ပြင်အယ်လိုဒန်ဆဲနဲ့ပါပြန်လည်စစ်ခေါ်ခံလိုက်ရတဲ့ဆိုတာကိုသိသွားပါတယ်။မီနာတိုကလည်းအဲ့ဒီဂျူဆူကိုဖျက်နိုင်လိုက်တဲ့ကြောင့်အံ့ဩနေပြီးမြင်အိုရိုရှိမာရုကသူ့ရဲ့လက်တွေမရှိတော့တဲ့အချိန်တွေကပြတ်သုံးသွားပြီးဖြစ်တဲ့အူဆူမာကီမျိုးနွယ်ရဲ့စီလင်းဂျူဆူတွေအကြောင်းအောက်ကူတွေတစ်ခုပြီးတစ်ခုလိုက်ရှာရင်စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာရှီယာမကမီနာတိုကိုမသိရကြအောင်မင်းကဘသူလဲလို့မေးလိုက်တဲ့အတွက်ကျောမပါတဲ့စာကိုပြလိုက်ပြီး "तू က၄ယောက်မြောက်ဟိုကာကဲဖြစ်တဲ့အကြောင်းမီနာတိုကပြောလိုက်ပါတယ်"ဒါပေမဲ့ "तू ကတတိယမြောက်ဟိုကာကဲဟီရူဆန်ထက်အရင်ဂျိဘိတ်ခံခဲ့ရတာဖြစ်တဲ့အကြောင်းမှာထပ်ပြောလိုက်တဲ့အတွက်ဟာရှီယာမက၅ယောက်မြောက်ဟိုကာကဲရအောင်ဘသူလဲလို့မေးလိုက်ပါတယ်"ဘေးကအိုရိုချီမာရူကမင်းသမီးဆူနာတဲ့ဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့ဟာရှီယာမကအယံပြော်သွားတဲ့ပုံပေါ်ပြီးငယ်သေးရဲ့သူ့မျိုးကိုအရင်ကသူကိုယ်တိုင်ဖျက်ဆီးခဲ့ရအကြောင်းပဲလမ်းကစားဝါသနာပါသွားခဲ့တာဖြစ်တဲ့အကြောင်းပြောရင်တယောက်တည်းထားယူနေပါတယ် ကောရရှိနိုဘီကြီးကိုအထင်နဲ့မြင်တက်တက်ဆင်အောင်လွဲပြီးဆိုတာတိလိုက်ရတဲ့သူတွေကတော့ဘေးအနီးပဲကြောက်ကြည့်နေမိကြပါတယ်။ဒုတိယမြောက်ဟိုကကဲထိုဗီယာမကတော့သူတီထွင်ခဲ့တဲ့အေရိုဒန်ဆဲကိုနောက်တစ်ခေါက်ထပ်သုံးနေရတဲ့အတွက်အခုလေကိုနိုဟာကိုတိုက်ခိုက်မှုကြံစီနေရလားလို့မေးလိုက်ပါတယ်။ဟီရူဆန်ကလည်းသူ့ရဲ့အတက်နဲ့ပါရင်းပြီးဂျူဆူတွေကိုယူသွားခဲ့တာတော့မှလက်မလျှော့သေးပဲကိုယ့်ရဲ့ဆရာဟိုပါပြန်ခေါ်ပြီးရွာကိုဖျက်ဆီးဖို့ကြံနေရလားလို့မေးလိုက်ပါတယ်။အဲဒါကြောင့်ဟာရှူရမကလည်းဘယ်ခေတ်ပဲဖြစ်ဖြစ်မငြိမ်းချမ်းနိုင်နေတဲ့အကြောင်းနဲ့အဲ့ဒီဂျူဆူကိုတီထွင်ခဲ့တဲ့သူ့ညီကိုလည်းစုဖို့ပြင်လိုက်ပြီးမြဲထိုဗီယာမကသူ့ကိုယူတိတ်တိတ်နေဖို့ပြန်ပြောလိုက်ပါတယ်။ ဒါပေမဲ့အိုရိုချိမာရုကတော့သူ့မှာအဲ့လိုယူရခြင်းမျိုးမရှိတော့ပဲအဲအကြောင်းပဲခါခဲလေးယောက်လုံးရဲ့စိတ်တွေကိုမထိန်းချုပ်တာဖြစ်ပြီးဆာစကေကမေးစရာရှိရဲ့ဆိုလို့သာ तू ကတွေးရအောင်လုပ်ပေးတာဖြစ်တဲ့အကြောင်းပြောလိုက်ပါဆာစကေကလည်းသူကအူချီယာမျိုးနွယ်ရဖြစ်တဲ့အကြောင်းနဲ့ဟိုကာဂဲတွေကိုမေးစရာရှိတဲ့အကြောင်းပြောလိုက်တဲ့အတွက်အူချီယာကောင်ကလူယုံမှန်နဲ့အတူတူရှိနေရမထူးဆန်းပါဘူးလို့ထိုဗူရာမားကပြောပါတယ်။ဟာရှူရာမားကတော့အဲ့လိုနေမပြောဖို့တားပေမဲ့ဆာစကေကဂီယူမဆိုင်ပဲဟီရိုဇန်ကိုဘာလို့အီတာချီကိုအဲ့လိုကိစ္စတွေခိုင်းခဲ့ရလဲလို့မေးပါတယ်။ သူကမျိုးနွယ်စုအတွက်လက်စားချေဖို့အီတာချီကိုတတ်ခဲ့ပြီးမှထိုဘီနဲ့ဒန်ဆိုစီကနေအပြစ်မှန်တွေတီးခဲ့ရတာကြောင့်ကိုနိုဟာကိုဖျက်ဆီးဖို့ဆုံးဖြတ်ထားတဲ့အကြောင်းပြောလိုက်ပါရယ်။ဒါပေမဲ့အဲ့ဒါမတိုင်ခင်အီတာချီအကြောင်းအပြစ်မှန်တွေအကုန်လုံးကြားချင်နေရလို့ပြောလိုက်တဲ့အတွက်အီတာချီကကလေးဘွားတွေရဲ့ရွာရဲ့အတိတ်နဲ့ရှီနိုဘီရဲ့အကြောင်းကိုနားလည်တဲ့လိမ္မာပါနေတဲ့သူတယောက်ဖြစ်တဲ့အကြောင်းပြောပါရယ်။အဲ့ဒါကြောင့်ပဲမျိုးနွယ်စုရဲ့စီမင်းစည်းကမ်းတွေကသူ့ကိုမချုံနောင်ထားနိုင်ခဲ့ပဲ။ရွာရဲ့အနာဂတ်အတွက်အသက်9နှစ်အရွယ်မှာနေဟိုကကလေးတယောက်လိုစဉ်းစားတွေးခေါ်နိုင်စွမ်းနေရှိနေပြီဖြစ်ပါရယ်။ အဲဒါကြောင့်မေအီတချီရဲ့လက်ထဲကိုအရာအလုံးယုံကြည်ခဲ့လိုက်ပြီးအီတချီကလည်းသူ့ရဲ့မရှင်အတိုင်းမျိုးနွယ်စုတစ်ခုလုံးကိုတတ်ပြီးဦးချီယာရဲ့ပုံကံမှုကိုတားဆီးခဲ့တာဖြစ်ပါတယ်။စစ်ပွဲကိုလည်းတားဆီးနိုင်ခဲ့တဲ့ပြင်အကာစုကီရဲ့ဝင်သွားပြီးတရှိုတယောက်အနေနဲ့ရွာကိုဆက်လက်ကာကွယ်ပေးနေခဲ့ရင်ဆာစကေကိုတော့ရွာမှာပဲစောင့်ရှောက်ပေးထားမှုသူ့ကိုတောင်းဆိုခဲ့တာဖြစ်တဲ့ကြောင့်ဟီရူးဆန်ကရှင်းပြလိုက်ပါတယ်။ချိုပီယာမကတော့အဲ့ဒါကဦးချီယာရဲ့ဂျိန်စာတင့်နေတဲ့ကံတရားကြောင့်ဖြစ်ပြီးတနေ့မှမာရာဝါလိုကောင်မျိုးတွေကအဲ့လိုပုံကံလာမယ်ဆိုတာသူကြိုသိနေခဲ့တဲ့အကြောင်းဝင်ပြောပါတယ်။ ဒါပေမဲ့အိုရိုချိမာရုကတော့ Uchiha တွေအဲ့လိုဖြစ်ရတာကထိုဘီယာမဖွဲ့စည်းပေးခဲ့တဲ့ရဲတပ်ဖွဲ့ရနေစတင်ခဲ့တာဖြစ်ပြီးအဖွဲ့အစည်းတစ်ခုကအာနာရှိလာလီသူတို့ကိုသူတို့အထင်ကြီးလာလီဖြစ်တဲ့အကြောင်းပြောပါရယ်။ရှာဇဝေသားလေးကိုထိန်းချုပ်နိုင်အောင်ဆိုတဲ့ခေါင်းစဉ်နဲ့ရဲဌာနကိုထောင်ရင်းသားမှာစောင့်လိုက်ပြီး Uchiha မျိုးနွယ်ကိုလည်းဂျွာရဲ့အစွန်ဘက်ကိုထိုဘီယာမကပြောင်းပေးခဲ့ရကြောင်းမာဒါရာရဲ့နောက်လိုက်တွေကစတင်ပြီးမကျေမနက်ဖြစ်လာကြတယ်လို့ရှင်းပြလိုက်ပါရယ်။ အဲဒါကြောင့်မေဟာရှူရမကအူချီယာရီကိုအဲ့လိုမဆက်ဆက်မှုတူမာခဲ့တာကိုမေ့သွားရလားလို့မေးလိုက်တဲ့အတွက်ထိုပီရမကတော့သူတို့နဲ့ထိုက်တန်တဲ့ယာရူကိုပေးခဲ့တာဖြစ်ပြီးမာရာရာလိုလူမျိုးထပ်ပေါ်လာမယ်ဆိုရင်ချက်ချင်းပြင်းရှင်းနိုင်အောင်အစီအစဉ်ချခဲ့တာဖြစ်ကြောင်းပြန်ပြောပါရယ်အဲ့ဒါအပြင်အူချီယာဆိုတာကမကောင်းဆိုးဝါမျိုးနဲ့စုရဲလို့ထပ်ပြောလိုက်တဲ့အကြောင်းဆာစကေကအူချီယာကလန်ကဘာလို့ဖြစ်ခဲ့ရလဲလို့မေးလိုက်ပါရယ်အူချီယာကလန်နဲ့ဆန်ညူးကလန်ကအချင်းချင်းအချင်းကြားကြီးတိုက်ခိုက်ခဲ့ကြတဲ့ရန်သူတွေဖြစ်ပြီးဆန်ညူးမျိုးနဲ့ကဂျူဆူရီမဟုတ်ပဲအချင်းရဲ့ဆွမ်းအားကိုအတိကထားကြပြီးမြဲအူချီယာမျိုးနဲ့စုကတော့ဂျူဆူရီရဲ့ဆွမ်းအားကသာအတိကလို့ခံယူထားတာဖြစ်ပါရယ် ဒါပေမဲ့အမှန်ကတော့လူတွေသိထားတဲ့အဲ့လိုမဟုတ်ပဲ။ Uchiha တွေလောက်အချစ်ကိုနက်နက်ဆိုင်ဆိုင်ခန်းစားတတ်တဲ့မျိုးနွယ်စုမရှိရဲ့ပြင် Uchiha တယောက်ကချစ်ချင်းမေတ္တာအကြောင်းကိုနားလည်သွားရတဲ့စံညူးမျိုးနွယ်တွေထက်တောင်ကြီးမားတဲ့အချစ်စွမ်းအားတွေရရှိသွားနိုင်တာဖြစ်ပါတယ်။ Brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။ ပေါ်ရန်တွေးကြည့်ရင်တော့ပိုကောင်းသွားရဲ့လို့ထင်ရပေမဲ့ချစ်ချင်းတရားကိုနားလည်ပြီးမှဆုံရှုံလိုက်ရတဲ့ဦးချီယာတယောက်ကအဲ့နေရာမှာပိုမိုကြီးမားတဲ့အမုန်းစွမ်းအားတွေပေါ်ပေါက်လာပြီးထိန်းချုပ်လို့မရတော့တဲ့အထိဖြစ်သွားကြတာဖြစ်ပါတယ်။ဦးချီယာတယောက်ကသူချစ်ရတဲ့သူကိုဆုံရှုံရတဲ့အချိန်ဒါမှမဟုတ်သူ့ကိုယ်သူအရင်စိတ်ပြတ်သွားတဲ့အချိန်တွေမျိုးမှဆိုသူကြတဲ့ချာကရာတခုကအုံနောက်ထဲမှာပေါ်လာပြီးအမြင်အာရုံကျော်တွေကိုလှုံ့ဆော်လာကြအောင်မျက်လုံးကပြောင်းလဲသွားတတ်ပါတယ်။ရှရင်းငန်းကလူတယောက်ရဲ့အမုန်းတရားပေါ်မူတည်ပြီးစွမ်းအားတိုးလာတာဖြစ်တဲ့အတွက်ဦးချီယာရီတွေကစိတ်ခန့်စားချက်ပြင်းထန်တဲ့သူတွေအားလုံးကအမှန်လူတွေရောက်သွားတဲ့အချိန်မှာမကောင်းဆိုးအားတစ်ကောင်ဖြစ်ပြောင်းလဲသွားကြတာဖြစ်ပါတယ် မာရာဝါကလည်းသူ့ရဲ့ညီလေးကိုအရန်ဂယုစိုက်တတ်တဲ့သူဖြစ်ပြီးဆတ်စကဲကိုအီတာချီချစ်တဲ့ဆိုတာထက်တောင်ပိုလောက်တယ်လို့ဟာရှူယာမားကပြောပါတယ်။ထိုပြီးရမားကအူချီယာရဲ့စွမ်းအားကိုရွာအတွက်အချိုးရှိအောင်တုံးနိုင်ခဲ့ပြီလို့ထင်ခဲ့ပေမဲ့သူတို့ကိုယ်တိုင်ပဲအဆုံးသတ်သွားရဲ့လို့ကြားလိုက်ရတော့လေထိုက်တင်းသလားအတုံးဝင်ခဲ့ရပဲလို့ပြောလိုက်ပါတယ်။ဟာရှူယာမားကတော့အပြစ်မရှိတဲ့အူချီယာကလေးတစ်ယောက်ရှိမှအဲ့လိုမပြောဖို့တားပေမဲ့ဆတ်စကဲကတော့ "तू ကအပြစ်မရှိတဲ့ကလေးတစ်ယောက်မဟုတ်တော့ဘူး"လို့ပြောရင် EMS ကိုထုတ်ပြလိုက်တဲ့အတွက်ထိုပြီးရမားကလည်းမန်ဂေဂီကိုရှယ်ရင်ငန်းဆိုတာအတိတ်သွားပါတယ်။ ဆာစကီကတော့ရွာဆိုတာကဘာလဲရှီနိုဘီဆိုတာကရောဘလို့အတိတ်ပဲလေလို့ဟာရှူရာမားကိုမေးလိုက်ပြီးသူ့ကိုအီတာချီကကိုနိုဟာရဲ့အတုံးချခံခဲ့ရတာကိုသူ့အသက်ကိုယွင်ပြီးရွာကိုကာကွယ်ပေးခဲ့တဲ့ပြင်ကိုနိုဟာရှီနိုဘီတယောက်ဖြစ်ဂုံယူစွာတည်ဆုံသွားခဲ့တဲ့အကြောင်းပြောပါရယ်ဆွေမျိုးသားချင်းကိုပါတက်ပြီးကာကွယ်ပေးခဲ့တဲ့သူသူ့အပေါ်ခေါင်းပုံဖြတ်တာကိုလက်ခံပေးနိုင်ခဲ့တဲ့ရှီနိုဘီတယောက်ကဘလို့အတိတ်ပဲလေဆိုတာပထမမြောက်ဟိုကကပြောတဲ့စကားကိုနားထောင်ပြီးမှကိုနိုဟာကိုလက်စားချေဖို့ဖြက်စီးရမလားလက်လျှော့ရမလားဆိုတာကိုသူဆုံးဖြတ်မဲ့အကြောင်းဆာစကီကပြောပါရယ် โปรจิมารูကလည်းကိုနိုဟာယာကိုတမင်တကာကြီးစိတ်ကူးပေါက်လို့ဖျက်ဆီးဖို့စီစဉ်ခဲ့ရမှာမဟုတ်ဘူးဆိုတာကိုရိမ့်မိရဲ့ Sasuke ကအဲ့လိုလုခဲ့ရတဲ့အကြောင်းရင်းကိုလမ်းမှာမေ့ကြည့်ခဲ့ပါတယ်။လက်ရှိအခြေအနေမှာတော့ကိုနိုဟာကိုဖျက်ဆီးမဲ့ဆိုတဲ့စကားကြောင့် Uchiha ရဲ့မကောင်းဆိုးဝါးစိတ်တဲ့ရှိနေတဲ့ကောင်လေးကိုသူဒီနေရာမှာပဲအသေးတက်ပြစ်မယ်လို့ပြောရင် Tobirama ကလက်ညှိုးတစ်ချောင်းပဲမြှောက်လိုက်တဲ့အတွက် Hashirama ကလည်းအကြည့်တစ်ချက်နဲ့ဝင်တားလိုက်ပါတယ်။အဲ့လိုရုတ်တရက်ကြီးထချမ်းတော့မဲ့အခြေအနေကြောင့်အကုန်လုံးကလည်းအသိမြင်လိုက်ကြပြီမဲ့လက်ညှိုးကိုပြန်ချလာလိုက်ဆိုတဲ့သူ့ကိုယ်ရဲ့စကားကြောင့်ပဲ Tobirama ကစိတ်ချလိုက်တဲ့အချိန်မှာအားလုံးကလည်းမျက်လုံးပြူးပြီးကြံခဲ့ကြပါတယ်။ ်ပြီးရင်တော့ဟာရှူရာမားကဆာစနေစီမှာတူတက်တောင်တော်တဲ့ရှီနိုဘီအကိုတယောက်ရှိနေတဲ့အတွက်ရွာအကြောင်းသူအစအဆုံးပြောပြမယ်လို့ပြောပါတယ်ဒါပေမဲ့အိုရိုချီမာရူကတော့မြန်မြန်ပြောဖို့နဲ့အခုလက်ရှိမှာစစ်ပွဲဖြစ်နေရပြင်ဥချီယာမာတာရာကအသက်ပြင်ရှင်လာပြီးဒီကဘာကြီးရရှီသမျှရှီနိုဘီတွေကိုအဆုံးတတ်ပေးဖို့လုံနေရကြောင်းပြောပြလိုက်တဲ့အတွက်ခါခဲလေးယောက်ကလည်းအကြောင်းစုံတိသွားကြပါရယ်အဲ့အချိန်ကျမှမီနာတိုကလည်းနာရူတိုနဲ့ကိုမိချကိုရာကအတူတိုက်ပွဲဝင်နေတာကိုခန်းစားလိုက်ရတာကြောင့်သူသားလုံနိုင်သွားပြီဆိုတာကိုသိလိုက်ပါရယ် ထိုပြည်မကလည်းအဝေးရကြီးမားရဲ့ခြာကရာပြင်မာတာရာရဲ့ခြာကရာကိုပါအာယုံခံပြီးရဲ့အကြောင်းပြောတဲ့အတွက်ဟီရူဇန်ကစစ်မြေပြင်ကိုချက်ချင်းသွားဖို့ပြောပေမဲ့စိတ်တွေကိုမထိန်ချုပ်တာဘူးဆိုရင်တောင်ခါတဲ့လျှောက်လုံးရဲ့ခန္ဓာကိုယ်ကသူ့ရဲ့ထိန်ချုပ်မှုအောက်မှာပဲရှိနေသေးရဲ့အတွက်စစ်မြေပြင်ကိုသွားမယ်ဆိုရင်စကားပြောပြီးမှသွားရမယ်လို့အိုရိုချီမာရူကပြောပါတယ်မာတာရာကဘလောက်ပဲအရေးကြီးကြီး तू ကတော့ Sasuke ရဲ့ဆန္ဒအတိုင်းပဲလုံးမဖြစ်တဲ့အတွက် तू လောက်ချင်ရင်ခါကဲလေးယောက်လုံးသုံးပြီးကိုနိုဟာကိုချက်ချင်းဖျက်ဆီးလိုက်လို့ရတဲ့အကြောင်းအိုရိုချီမာရူကပြောပါတယ်။ဒါပေမဲ့ထိုဗီယာမာကတော့သူတို့ကိုအရင်တစ်ခါကစွမ်းအားနည်းနည်းလေးနဲ့စင့်ခေါ်တာခဏလေးနဲ့ကြာဆုံးသွားတဲ့အတွက် ဒီဒီချိန်မှာတော့အိုရိုချီမာရူကအဲဒိုဒန်ဆဲရဲ့စွမ်းအားကိုတိုးမြင့်ထားပြီးသူတို့ရဲ့မူလစွမ်းအားနီးပါးနဲ့ပြန်လည်ရှင်းသန်အောင်လုပ်ထားတာကြောင့်ခါကဲလေးယောက်လိုစွမ်းအားကြီးရဲ့သူတွေကိုဒီဂျူဆုလောက်နဲ့ထိန်းချုပ်လို့ရမယ်ထင်နေလားလို့မေးလိုက်ရင်အဲဒိုဒန်ဆဲဆိုတာကလည်းသူတည်ရွင်ခဲ့တဲ့ဂျူဆုဆိုတာမမေ့နဲ့လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အိုရိုချီမာရူဆိုတာကလည်းကြာရှုံးမှုတွေကနေတင်ယူနိုင်တဲ့သူဖြစ်တဲ့အတွက်ဒီတစ်ခါမှဆင်းအောင်ခံရတဲ့သူတွေရောသူ့ရဲ့ခန္ဓာကိုယ်ပါပို့ပြီးထိန်းချုပ်နိုင်အောင်ဟာရှီယာမဆဲရီနဲ့တကူလုံးလုံးလုပ်ထားရမယ်။ဟိုကကဲညီကိုနေရာကသတိထားမိသွားပါတယ်။ တို့ပဲမေဟာရှူရမဆဲနဲ့ဟာရှူရမကိုပြန်ထိချုပ်ဖို့ကမလွယ်တဲ့ပြင်တကောတော့ရှိနိုဘီပထမမြောက်ဟိုကလည်းစိတ်ပိုင်သူ့ရဲ့အေဒိုဒဆဲဂျူစုကိုအချိန်မရွေးယုံထွက်နိုင်တယ်ဆိုတာအိုရိုချီမာရူကလည်းသိနေရတဲ့လက်နေရတဲ့အခြေအနေဖြစ်ပါတယ်ဟာရှူရမကတော့စိတ်မပူဘူးနဲ့အူချီယာကောင်လေးရဲ့စိတ်ကိုရှင်းလင်းပေးဖို့ကသူ့ရဲ့ပထမမြောက်ဦးစားပေးဖြစ်ပြီးသူပြောတာကိုနားထောင်ပြီးရဲ့အချိန်မှာဆာစကေဘလို့ဆုံးဖြတ်မလဲဆိုတာသူမသိပေမဲ့မပြောပြဘဲနေလိုက်မယ်ဆိုရင်သူလည်းတိတိမှမာတာရောလိုလူမျိုးဖြစ်လာလိမ့်မယ်လို့ဟာရှူရမကပြောပါတယ် အဲ့လိုသာဖြစ်လိုက်ရင်အခုလက်ရှိစစ်ပွဲကိုတားနိုင်ခဲ့ရင်တော့အတိတ်မဲ့မရှိတော့ဘူးလို့ပြောလိုက်တဲ့အတွက်ထိုဘီယာမားကလည်းစိတ်ရှုပ်လိုက်ပြီးဆာစကေကိုအကြောင်းဆုံးရှင်းပြဖို့ပြင်လိုက်ပါတယ်။တနေ့မှာဆန်ဂျူဟာရှူယာမားနဲ့အူချီယာမာဒါရာတို့ကအချင်းချင်းအပြန်အလှန်တိုက်ခိုက်နေကြရင်အိုမီရဲ့ဒေးဗစ်ဘုံကိုဝူကောလန်ဂျူဆုနဲ့ကင်ပြီးဟာရှူယာမားကပြန်ဖိုက်လိုက်ပါတယ်။ကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်သွားပေမဲ့မာဒါရာကကိုမီကိုစူဆာနုနဲ့အုပ်ထားလိုက်ကြကြောင်းဘာမှမဖြစ်သွားပဲ။ဟာရှူယာမားကလည်းဝူဒ်အက်စပလိုးရှင်းဂျူဆုတွေကနေပြန်ထွက်လာပါတယ်။ မာတာဝါရဲ့ခုတ်ချက်ကိုအေးအေးဆေးဆေးဒဖနိုင်နေပြီးဝူဆိုင်လက်ရှင်ဗုဒ္ဓကျူဆုနဲ့ပြန်ချုပ်သွားဖို့လုပ်တဲ့အတွက်စူဆာနိုရဲ့နောက်ထပ်ဓာတ်ရက်နဲ့ပိုင်းလိုက်တဲ့အချိန်မှာဘင်းနားကရှင်းသမျှတောင်တွေထပ်ပိုင်းပြတ်ကုန်ကြပါတယ်။အခုလို့ဆက်တိုက်နေဒီနေရာတစ်ခုလုံးဆုံးပြတ်သွားနိုင်တဲ့အတွက်ဟာရှူရမကကန်းကြီးဘက်ကိုမျှခေါ်သွားတဲ့အချိန်မှာမာတာဝါကသေးပစ်ဘောနဲ့စူဆာနိုရဲ့ဓာတ်ကိုပေါင်းဝင်ပြစ်လိုက်တာကြောင့်ဖမ်းလို့မရနိုင်တဲ့အတွက်တန်မနစ်ဂေဂျီ၅စင်းကိုဆစ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့မာတာဝါရဲ့ဂျူဆူကအကုန်လုံးကိုဖောက်သွားတဲ့အပြင်တပတ်ကန်းကြီးတီးပါရောက်သွားခဲ့ရကြောင်ဟာရှူယာမားကတော့အခုချိန်ထိသူတို့တွေတိစောက်ထားခဲ့တဲ့အရာတွေကိုဖျက်ဆီးတော့မလို့လားလို့မေးလိုက်ပါတယ် ီတိုက်ပွဲကဂျွာနဲ့ရှီနိုဘီရဲ့ပြင်သူတို့ရဲ့မွေးချင်းတွေတငယ်ချင်းတွေပါစော်ကားသလိုဖြစ်နေရတဲ့အတွက်ဟာရှီယာမကသူ့မာဒါရာကိုမတတ်ချင်ဘူးလို့ထပ်ပြောလိုက်ပါတယ်။အဲစကားကြောင့်သူ့ကိုအချိန်မရွေးတတ်နိုင်တယ်လို့ထင်နေရလားလို့မာဒါရာကပြန်မေးပေးမိမယ်။အဲ့လိုမဟုတ်ပဲသူတို့ကတငယ်ချင်းတွေဖြစ်တဲ့အကြောင်းဟာရှီယာမကပြန်ပြောပါတယ်။ဘလို့ပဲဖြစ်ဖြစ်မာဒါရာကပြောလို့မရတော့တာကြောင့်ဟာရှီယာမကလည်းဆစ်စမုတ်ကိုအသက်သွင်းလိုက်ပြီးဝူးစတိုင်လက်မောင်းတစ်ဆောင်ရုပ်ထုကြီးကိုထုတ်လိုက်ပါတယ်။ဒါကပိုင်း121ဖြစ်ပြီးအပိုင်း122ကိုနောက်နေ့မှတင်ပြသွားမှာမလို့ like share comment နဲ့ youtube မှာလည်း subscribe လေးလုပ်ပြီးအားပေးကြကြဖို့တောင်းဆိုချင်ပါတယ် ဗီဒီယိုကြည့်နေတဲ့ညီကိုတွေထဲမှာ YouTube နဲ့ Facebook ရော Subscribe နဲ့ Follow မလုပ်ထားတဲ့သူတွေတဝက်လောက်ရှိနေကြအောင် Subscribe နဲ့ Follow လေးတွေမေ့နေရရှိရင်လောက်သွားကြဖို့တောင်းဆိုချင်ပါတယ်